ကဲဒီနေ့တော့ကျွန်တော်ကအသေးအမြစ်ပုံနည်းကိုပြဆက်ပေးပါမှာဖြစ်ပါတယ်ကျွန်တော်တို့အခုအသေးအမြစ်တုံးမယ်ဆိုရင်ချက်တုံးကိုပေါပေါပါပါလေးပါမယ်ပြီးတော့ရေဆေးပါမယ်ကိုကတော့ပေါပေါပါလေးနေတာဖြစ်ပါတယ်ဒီနေ့အပေါင်းအနေထားလေးပါမယ် တော့ကချက်တော့ပါဖို့အရင်ရေးကြည့်ပါလေအဲ့ဒီပုံစံလို့ကျွန်တော်ဖြစ်နေတက်ချက်တော့ပါလာတော့ပြီးမှဖြစ်ပါလေဘလိုနေထားလဲဆိုတော့ပြမယ်နော်ဒီနေထားကိုလေးပါပါကြည့်ပါဘလောက်ပါလဲဆိုကြည့်ပါဘလောက်ပါလဲဆိုကြည့်ပါအဲ့ဒီနေထားရအောင်လေးပါမယ်ထပ်နောက်ထပ်တစ်လုံးလေးပါမယ် ပြတ်တော်ပြီးပြီးတဲ့အချိန်ကျရင်ကျွန်တော်ကရေးစိတ်ထားပြီးတော့တက်တော်နေရဲ့အနာတက်ကိုဆင်အောင်လုံးဝဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကကန်တစ်လုံးတည်းကိုကျက်တုံနေပြီအကုန်လုံးကိုဖလီပီတာကျက်တုံနေရဲ့အကုန်လုံးကိုပကတစ်လုံးနဲ့ထည့်ထားပါမယ် တော့ဒီနဲ့ဖြတ်ပြီးတော့ဒီလိုပုံစံလေးထားလိုက်ပါမယ်နော်အဲ့တော့မှာချက်တော်ရင်အနန္တတည်းအကုန်ပြတ်သွားမှာဖြစ်ပါတယ်အခုရေးကြည့်တော့အပိုင်းလာပါပြီဒါတော့ကျွန်တော်ဈေးကနေဝယ်လာတဲ့ကျက်ဘယ်တိုင်းမြစ်ဖြစ်ပါလဲအခုလောလောဆယ်ဒီမှာအပယ် တဲ့နှလုံးပေါ့အတဲ့နှလုံး၃ဆုံးရဲ့နော်အတဲ့နှလုံး၃ဆုံးရဲ့ဒီကကညက်ဘယ်ခုလောက်ဖြစ်အောင်လဲဆိုတော့ဒီကကြည့်ရတာအဲ့တော့ညက်၄ခုလောက်နေပါတော့နော်ညက်၄ခုလောက်ကိုစမ်းမှန်ထားပြီးတော့3 3ချက် ဒါတွေအကုန်လုံးကိုကျွန်တော်ကတောက်လို့အနေတော်အရွယ်ကိုချက်အောင်ခပ်ပါပါလေးလိမ့်ပါမယ်ပြီးပြီးသားအသေးမြင့်တွေကိုကျွန်တော်ဒီမှာ လည်းပကံလုံးလေးကိုဖြည်းဖြည်းချင်းထည့်မှာဖြစ်ပါတယ်အဲ့မှဘဲနှလုံးမှာကြောက်ဒီမှာဘဲကိုသူတွေကဘာလို့အရင်မစားကြလဲတော့မသိ ဘဲတဲမြင့်ဆိုပြီးတော့ပြောရောင်းတာပါဘဲတဲမြင့်ဆိုရင်လူတွေကတိတ်မကြောက်ကြောက်ခင်ဗျာစင်ကူပါမလေးအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီဘဲတဲမြင့်ကိုဒါချက်ပေးတာပါနော်ချက်ပေးတာကိုအလွယ်တူလို့ပွဲလို့ရပါတယ်ပြေးတော့လွယ်တူဝင်မယ်ဆိုရင်တော့ဘဲတဲ့မြေကတော့၃ခုမှာ ချက်ပါခုကျွန်တော်ဒီနေ့ဝယ်တဲ့ site မှာဆိုရင်အစဲဖို့၄ခုရပါတယ်ဒါဘယ်မှာလဲဆိုတဲ့အရင်တော့ပြောပြအောင်ပါခင်ဗျာအားကြောင့်လဲဆိုကျွန်တော်လည်းတစ်ခါတည်းကြရင်ဟင်းအတွက်ကိုဒါလေးတွေပဲအားထားနေရတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်ဝယ်ရင်ပစ္စည်းပြတ်မှာဆိုတဲ့အတွက်ကြောင့်မဟုတ်လို့ဘယ်မှာဆိုတာတော့မပြောကြပြပါဘူးအဲ့ဒီဆိုတော့အနီးနားပတ်ဝန်းကျင်မှာရှာကြည့်ပါ ရှိပါလိမ့်မယ်ဖြစ်နိုင်တော့ခောက်ကင်ဆိုင်တော်တော်များများမှာရှိပါတယ်ဘယ်တိုင်းကြီးကလဲ အများဆမ်းမှာမဟုတ်ဘူးအများလေးလောက်ပါမယ်အခုကျွန်တော်လှီးနေတာဆက်ပါဘောလောက်တော့ရှိမှာပေါ့လား၃ချက်ဖုံးလောက်တော့ရှိမှာ နှစ်ချက်ခွဲနဲ့တုံးချက်ဖို့ကြတာရှိမှာခင်ဗျာဒီကိုလည်းပါပါလေးလေးပါမယ်ဒီကိုလည်းပါပါလေးလေးပါမယ်နည်းနည်းထည့်ပါမယ် ွာတော့လေးထားတဲ့အသေးမြစ်တွေကိုပကံနဲ့ထည့်ထားပြီးပါပြီခုအောက်ဖို့အတွက်ကိုဖြည်းဖြည်းချင်းစပြီးတော့ပေါင်းထည့်မှာပါမယ်ခုနကထားထားတဲ့ကြက်တုံတွေကိုတေချာလေးခွာနေအောင်ဆေးပါမယ် ွားနေအောင်ဆေးပြီးတော့အနံ့ပြောင်းအောင်ဒီဆေးကိုဒါမယ်ဒီနေ့ကိုထည့်ပါမယ်ကြက်တော်နေနေပေါ့အကောင်းဆုံးကိုမြစ်အဖဲမြစ်ပြီးထားတဲ့ပကံတော့ကိုဖြည်းဖြည်းချင်းလွယ်ပြောင်းပြီးထည့်ပါမယ် ုကတော့စတင်ပြီးတုတ်တော့မယ်ပေါ့နော်ဒါခုစတင်ပြီးတုတ်ဖို့အတွက်အစင်းနှင်းဖြစ်ပါပြီကျွန်တော်ပဲမုံလေးတမယာပြီးလေးစီရီကိုပြပြရင်ထပ်ပါမယ်ဒီကမှလည်းထဲ့နေတာတော့ညီမပြီးမှခေါ်ရတယ်စားကောင်းမှုကိုခေါ်တယ်အချုံမုံဖြစ်ပါတယ် အကောက်မှာခြုံပေါက်ကတစိမ့်တစ်ပိုင်းအရေးကြီးပါတယ်ခြုံပေါက်လေးဖြူထည့်ပါမယ်ဘောင်းလုံးဖြိုးထည့်ပြီးဘဲမုံဖြိုးပါမယ်။ဟောဘဲမုံကိုအာလီယံလေးထည့်ပါမယ်။

el último mô no lo va lo ra un mo nén eh thế mà nè el último lo ra un mo mo no y lo tốt khu mà dễ gì luôn thì để xin em làm gì thế mà mấy စေပါအင်္ဂမြာရည်ဖြစ်ပါတယ်အင်္ဂမြာရည်လေးအင်္ဂမြာထည့်ရမယ်ပြီးတော့ကျွန်တော်တို့အနံ့အကြောင်းပုံကိုအင်္ဂမြာပြီးတဲ့နန်းနန်းကြီးဖြတ်ထည့်ပါမယ် ောင်းတဲ့ပမာလေးကိုပြေးပြီးတော့အရင်ထည့်ပါမယ်အဲလေးပြီးတော့အရင်ညှစ်ပါမယ် တဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ရေတော့ဖို့အတွက်အားလုံးအစဉ်တွေဖြစ်နေတဲ့အနေထားပါဒါဆိုရင်ကျွန်တော်စတင်ပြီးတော့နေပါမယ်ခင်ဗျ နေတဲ့အချိန်မှာတော့လုံးဝဗမာတော့ကိုအရသာဝင်စင်းရန်အတွက်တမမြတ်သားအောင်နေပါမယ်ဒေရှာလေးနေပေးပါမယ် နန်းနေရာတော့မှွေးပြီးတော့စားကျင်နေရာလေးတော့ဖြစ်လာတယ်ခင်ဗျာကျွန်တော်ရဲ့ရစ်တော့အသေးမြစ်တော့ကတော့ ခုချိန်မှာတော့ကျွန်တော်တို့ပွဲကိုပြင်ပါမယ်ပွဲပြင်တဲ့အချိန်မှာကျွန်တော်တို့ပကံပြာစင်နဲ့လောက်ထားတယ်ပေါ့နော်လက်ပကံပြာလေးကိုကျွန်တော်တို့တုတ်ထားတဲ့အသေးမြစ်တုတ်ကိုဘွားနေပြီးတော့တေချာလေးကိုပုံစံမပြအောင်တင်လိုက်ပါတယ်ပြီးပြီလားဆိုတော့မပြီးသေးခင်ဗျအသေးမြစ်တုတ် ်အမိတာပေါ့နော်ခုနေတာအဲ့တော့ကျွန်တော်ကဒါဖတ်ပြီးရက်ဖတ်ခဲ့ရမယ်ဆိုရှိသေးတယ်။ဘာရှိသေးလဲဆိုတော့ပြောပြမယ် chi tế của đó จะเอาบอลลงในแต่สอบวันในบริเวณนั้นไม่เนี่ยเทเลยเนาะ này là có một lý hàng tuần là nàng bình hút qua nực lưỡi nhà thẻ vả đấy ตาเนี่ยปีบีละสองปีเดียวคนเนี่ยเดี๋ยวทัลโหลวางเองดูเนาะตาเปียวไม่ใช่ไหนที่ภาษาเซนเดียเพี้ยนเลยอันนี้ทาวด์เนาะ 90%ဆင်းသက်ဖြစ်နေတဲ့အနေအထားတစ်ခုမှာကျွန်တော်ကဒီဟာကိုဟောနေပြီးတော့ကြက်တုံကြော်လေးအုပ်လိုက်ပြီးဆိုရင်တော့အဲလုံးဝပြီးပြည့်စုံတဲ့အနံ့ရတာအကုန်လုံးရှယ်ကောင်းမွန်တဲ့အသေးအမြစ်တော့တပွဲ ကောင်းကောင်းပါတယ်ရပါဘူးခုအမေသားဆိုရင်အတိတ်မေတော့ဆိုရလုံးဝစားခြင်းသဘောဖြစ်တဲ့အတိတ်မေတော့ပါခင်ဗျာဒီအတိတ်မေတော့ကိုတော့မယ်ဆိုရင်တော့ကျက်တော့နီနှလုံးနန်းနန်းပင်တပင်အတဲမြေအတဲ၃ခုအမြင့်၃ခု က်ကြက်နှလုံးသုံးခုအများကြီးအချုံမောငရုတ်ပြီးကြက်တုံကျော်လို့လုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်